ဂျာဂါဖိဒါသမီးမိတ်ဆွေအားလုံးဘေးပြာမှန်မြောက်ဝေးကွာကြပြီးတဲ့အခါယခုဖြစ်ပေါ်နေသောအခက်အခဲကတ်ဆိုးပြီးဆိုးကနေလည်းကင်းလို့ကြပါစီကြောင်းနဲ့အဆက်ဆက်ရရအစီအပြေကြပါစီကြောင်းဆရာနဲ့တကွာဆရာရဲ့မိတ်ဆွေအားလုံးကမေတ္တာပို့သလိုက်ပါရခင်ဗျာဆိုတော့ကျသာပရိသတ်သမီးမိတ်ဆွေတွေမိတ်ဆွေတို့လက်ရှိ2025ခုနှစ်လေးလပိုင်းအတွင်းမှာမိတ်ဆွေတို့အနေနဲ့လက်ရှိမှာ လုပ်ငန်းကိစ္စအလုပ်ကိစ္စနဲ့ပတ်သက်ပြီးတော့ချစ်တူဆောင်ရလှုပ်ဆောင်ရစဉ်းစားနေပါတယ်ဆိုရင်ချစ်တူဆောင်ရလှုပ်ဆောင်မှာအကောင့်တွေပေါ်ပါဖြစ်အောင်လုပ်ပါဖြစ်ဖို့ဖြစ်ပါလိမ့်မယ်ဒါအပြင်အထက်လူကြီးအကြီးအကဲတွေလုပ်ငန်းကိစ္စအလုပ်ကိစ္စနဲ့ပတ်သက်လာအကူအညီထောက်ကူတွေရရှိတတ်သောကာလအစဉ်ပြေမဲ့ကာလဟိုတိုးတက်မဲ့ကာလကိုပြနေတယ်အစဉ်ပြေအောင်ရှေ့တူဆောင်ရပါလုပ်ငန်းနဲ့ပတ်သက်လို့အလုပ်နဲ့ပတ်သက်လို့ရှိရင်ငါဒီနေရာကနေပြောင်းပြီးအခြားနေရာကိုလုတ်တင်လာလို့စဉ်းစားတွေးခေါ်နေတာမျိုးလက်ရှိမှာ ဒီကနေတွက်ပြီးအရှာတစ်ခုကိုလှုပ်ဆောင်တင့်သလားသို့မဟုတ်လုပ်ငန်းကနေနားပြီးတော့ကိုယ်တိုင်လုပ်ငန်းလေးတစ်ခုကိုအကောင့်ထဲပေါ်တင့်သလားဆိုရင်လုပ်ပါချစ်တို့ဆောင်ရင်အောင်မြင်နိုင်တော့လားတိုးတက်နိုင်တော့လားဖြစ်တာတော့အတိအကျပဲဖြစ်တယ်ထို့အပြင်ကြာစာပရိသတ်ရမီမိတ်ဆွေတွေကဒီလာတာတော့တွေ့မှာဆိုရင်မရှိတို့ဟာဒီကာလအတွင်းမှာလူတာထက်ပိုပြီးတော့လူထင်ကြီးခံရခြင်းကိုယ်မှာလက်ထက်ရှိတာငွေတသိက် ဘောင်းဝင်ညီမမင်းသားသိန်းတရားဒီလိုမျိုးတွေလူထင်ကြီးခံရတတ်တယ်။ဒါလေးတော့မင်းကြီးပေါ့ဗျာ။တော့မရှိတာကိုလိုက်ပြောနေကြမလို့။နော်။ဆိုတော့အဲလူထင်ကြီးခံရတာမျိုးတွေကြုံရတတ်တယ်။လုပ်ငန်းနဲ့ပတ်သက်လို့အလုံးနဲ့ပတ်တိုင်းအလုံးလုပ်ငန်းနဲ့ပတ်သက်လို့ရှိရင်ကိုယ့်ကိုအခွင့်အလမ်းပေးခြင်းမျိုးတွေ၊ယာထုတိုးပေးခြင်းမျိုးတွေ၊ယာထခံရတာမျိုးတွေကြုံရတတ်တယ်လို့ယာထုလုပ်ငန်းနဲ့ပတ်သက်ရင်တစ်သေးလူယုံအဆရှိတာမျိုးတွေနဲ့ပတ်သက်ပြီးတော့အကူအညီတွေထောက်ကူတွေရရှိတာမျိုးအခွင့်အလမ်းတွေကျင်းတွေရရှိတတ်သောကာလဖြစ်ပြီးတဲ့အခါ နဂိုကအိမ်နွေးရဲ့အိမ်တော်ရဲ့မိသားစုရဲ့အဆင်မပြေသူတွေလက်ရှိမှာအဆင်ပြေအောင်တဦးနဲ့တူတယောက်နဲ့တယောက်နားလည်မှုလွဲနေတော့ကိုကိုတိုင်းကတဲ့မဲ့စူးစားရင်အောင်မြင်ခြင်းတိုးတက်ခြင်းနဲ့ကောင်းမွန်ခြင်းတွေရရှိမဲ့လာဖြစ်တယ်လို့ဘာကိုဖြစ်ဖြစ်ဥဆောင်လို့ပါအမိခံလို့ပါခြေတို့အောင်မြင်အောင်စွမ်းဆောင်နိုင်တော့လာဖြစ်တဲ့အတွက်ကြောင့်တော့လုတ်တလောက်ဖြစ်ဖြစ်တလောက်ရရှိမဲ့ကာလဖြစ်ပြီးတော့စူးစားရင်စူးစားတလောက်ရရှိနိုင်တဲ့အပတ်တာအပိုင်းခြားကာလဖြစ်ပါတယ်ခင်ဗျဒါအပြင်အဖွဲ့အစည်းအသင်းဖွဲ့နဲ့ပတ်သက်ပြီးတော့ ချစ်တို့ဆောင်ရဥဆောင်လို့လို့ကောင်းသောလဖြစ်ပါတယ်အကျိုးပေးတဲ့လုပ်ငန်းလေးတွေကိုဆက်လက်ပေါ်ပြပေးပါစီ ဒီလက်ရာတော်တွေမှာကြာစာပိတ်သားမိတဲ့အနေနဲ့နိုင်ငံခြားခီးသွားကိစ္စတွေရှေ့တိုးဆောင်ရလှုပ်ဆောင်မှာအာသာရှင်တူတက်ရှင်နဲ့ကောင်းမွန်ခြင်းတွေရရှိနိုင်ပါတယ်ထို့အပြင်နော် passport လုပ်ငန်း visa လုပ်ငန်းတွေနိုင်ငံခြားခီးသွားဘာသာစကားသင်တန်းနဲ့ပတ်သက်တာတွေရှေ့တိုးဆောင်ရလှုပ်ဆောင်ရင်အာသာရှင်နဲ့ကောင်းမွန်ခြင်းတွေရရှိတတ်တော်လားဖြစ်ပါတယ်ခင်ဗျာယာထုလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ပြီးတော့ယာထုတိုးနိုင်ပါတယ်ယာထုတက်နိုင်ပါတယ်ယာထုတိုးယာထုတက်ဖို့အတွက်အခွင့်အလမ်းကောင်းတွေအများကြီးရရှိနိုင်တော်လားဖြစ်ပါတယ်ဒါအပြင်စက်တုပ်ရေးဆိုင်ရာလုပ်ငန်းတွေစားသောက်ကုန်လုပ်ငန်းတွေစက်မှုလုပ်ငန်း ်နေမဆက်ရှိတဲ့လုပ်ငန်းတွေကိုပိုင်ဆိုင်စည်းဆိုင်စမ်းစီစီစာစာတောက်ကုန်နဲ့ပတ်သက်တာတွေယင်နဲ့ပတ်သက်တာတွေဒါမျိုးတွေနဲ့ပတ်သက်လို့ရှေ့တို့ဆိုင်ရာလှုပ်ဆောင်လို့ကောင်းသောကာလဖြစ်ပြီးတဲ့အခါမိတ်ဆွေတို့အနေနဲ့အဲဒီလာတာတော့ဒီမှာဆိုရင်အထယ်လေးလုပ်ငန်းတွေတီတီဖနက် online social media နဲ့ပတ်သက်ပြီးရှေ့တို့ဆောင်ရလှုပ်ဆောင်တာတွေခီးသွားဆိုင်ရာကိစ္စတွေစကားပြောစုနဲ့ပတ်သက်တဲ့အရာတွေအဲဆွမ်းရလို့ပေါ့ online နဲ့ပတ်သက်ပြီးလှုပ်ဆောင်ရတဲ့အလုပ်တွေမှာရှေ့လှုပ်ဆောင်ရလှုပ်ဆောင်ရင်အားသာမှုတိုးတက်မှုတွေရရှိပြီးတော့ကံကောင်းစေပါတယ်။ငကိုကသာသမီနဲ့ပတ်သက်ပြီးစိတ်ချမ်းသာမှုအားနည်းစေတဲ့မိတ်ဆွေများသာသမီနဲ့ပတ်သက်ပြီးတော့စိတ်ချမ်းသာစရာသတင်းကောင်းတွေဆွေမျိုးသားချင်းတွေရဲ့အလှူဒန်းကိစ္စဘာသာရေးကိစ္စလေးတွေဒီဆွနာလိုပေါ့ကြုံရတတ်ပါတယ်ဘာသာရေးကိစ္စဆွေမျိုးဆွနာအလှူဒန်းကိစ္စလေးတွေကြောင့်မျက်နှာပွင့်လန်းသောကာလလှူနိုင်တတ်နိုင်သောကာလဖြစ်တယ်မိမိအိမ်မှာအတွင်းမှာဖျားစီဒီအပြက်တွေ မတ်တာမျိုးဖျားစီနေပတ်သက်ပြီးမတ်တာမျိုးဖုံးကြီးရဟန်းအလူတန်းကိစ္စသစောင်းနေမတ်တာမျိုးလေးတွေဟောဆွမ်းနာလို့ပေါ့ရေလေအတွက်ကောင်းပါဆွမ်းနာလို့ပေါ့ဟိုဆွမ်းနာလို့ကျောင်းစီဒီဟောင်းနေမင်းဝင်းမင်းစားတွေနန်းဝင်းနန်းစားတွေနဲ့မတ်တဲ့သူများပို့ရတော့ဘာသာရေးဆိုင်ရာကိစ္စတွေကိုထူးထူးခြားခြားလောရတော့မယ်ဆိုတဲ့အတိတ်နမိတ်ဖြစ်ပါတယ်ခင်ဗျာထီကန်ဆန်းလို့ကောင်းပါတယ်ထီပေါက်နိုင်သောကာလဖြစ်ပါတယ်အကျိုးပေးသောကဏ္ဍအခရာတွေနဲ့၃ကဏ္ဍ၁ကဏ္ဍ၂ကဏ္ဍအကျိုးပေးကံကောင်းအားသာစီပါတယ်ဒီလက်တာတော့ဒီမှာကျမ်းမာရင်းနဲ့ပတ်သက်ရင် ကြံပရိသတ်မိတ်ဆွေတွေကကျမ်းမာရေးနဲ့ပတ်သက်လာတဲ့အခါမှာလေနဲ့ပတ်သက်တာမျိုးလေးတွေအစာရင်းနဲ့ပတ်သက်တာမျိုးလေးတွေနည်းနည်းလေးတတိတာစီမြင်ရန်လိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့ဘာကိုဖြစ်ဖြစ်ဒီလတာတော်တွေမှာ ဇာချုပ်စာတန်းလေးတွေနဲ့တိတိကျကျလောက်ပါအဲမလိုအပ်ဖက်စကားအများကြီးမပြောပါနဲ့အမအများကြီးပါတတ်တော့လာဖြစ်ပါတယ်ခင်ဗျာဒါအပြင်ငွေကြီးနဲ့ပတ်သက်လာရင်လည်းလက်လွန်ထားသောငွေကြီးတွေနဲ့ပတ်သက်ရင်တစ်ချိန်နည်းနဲ့တောင်းရင်တော့မရနိုင်ဘူးနှစ်ချိန်သုံးချိန်တောင်းတာမျိုးနှစ်ချိန်သုံးချိန်လောက်ရတာမျိုးလုပ်ငန်းအလုပ်နဲ့ပတ်သက်ရင်ငွေကြီးဆိုင်ရာကိစ္စလေးတွေမှာတော့တစ်ချိန်နည်းနဲ့ရှော့ရှော့ရှူရှူမပြီးဘဲနဲ့အဖြစ်အနောက်လေးတွေပေါ်ထွက်တဲ့အတွက်တော့တတိထားဆင်ခြင်ပေးဖို့လိုအပ်ပါတယ်ဒီလအတွင်းမှာမိတ်ဆွေအဲကျဆာပရိသတ်သမီးမိတ်ဆွေတွေအနေနဲ့အဲ အထူးသဖြင့်ပေါ့နော်လူငယ်တွေအရှိကြီးမှဆိုရင်တော့တယောက်နဲ့တယောက်တူးနဲ့တူးတန်တရားတွေများနေတာမျိုးအဲတယောက်နဲ့တယောက်တူးနဲ့တူးဟို ်ဆရာလိုပေါ့ဘာမှမဟုတ်ဘဲနဲ့စကားများရန်ဖြစ်ရတာမျိုးစွန့်လာလိုပေါ့ပြဿနာကတော့ကစားလေးတွေပေါ်လာတာမျိုးတဝင်တူရိုးစမှုလေးတွေကြောင်းတော့အဲစိတ်ဆိုးစိတ်ကောက်တာလွှဲရင်တော့ကျန်တာဆူဆူဝါးဝါးမရှိပါဘူးလူငယ်တွေရှေ့အေးမှာဆိုရင်တော့ကြာစာပရိသတ်သမီးတွေဟာလေထန်းဘန်းစီးလိုက်တာအကောင်းဆုံးဖြစ်ပါလိမ့်မယ်ဘာလို့လဲဆိုတော့ရှစ်သူကြီးစားရရှိဖို့တော့ခွင်လန်းကောင်းနေတာမတွေ့ရဘူးအားနေတယ်အရှိကြီးနဲ့ပတ်သက်ရင်ဖွင့်ပြောဖို့တော့အားနာနေတာမျိုးတုံဆိုင်နေတာမျိုးလေးတွေကြောင်းဖြစ်ရတာမျိုးမိမိရှစ်တဲ့သူမှာရည်စားရှိတာမျိုးအဲရှစ်သူရှိတာမျိုးကြုံရတတ်တဲ့အတွက်တော့ single ယ်ဖြစ်ဖြစ် forever ice ဖြစ်ဖြစ်နေတာအကောင်းဆုံးဖြစ်ပါလိမ့်မယ်ဒါအပြင်မိတ်ဆွေတို့ဒီလာတာတော့ဒီမှာဆိုရင်လုပ်ငန်းတူအလုပ်တူတွေရဲ့အပြိုင်ဆိုင်တိုက်ခိုက်တွေကြုံရနိုင်တဲ့အတိုက်ခိုက်တွေပြူစားတိုက်ခိုက်တာမျိုးတွေမကောင်းတဲ့အတိုက်ခိုက်တွေလူနဲ့ဖြစ်စေအတိုက်ပညာနဲ့ဖြစ်စေအတိုက်ခိုက်တွေကြုံရတတ်တဲ့အတွက်တော့ဒီကြားထဲဘာဖြစ်ဖြစ်မိတ်ဆွေရဲ့ကံဟာဒီလာမှာဘယ်နေရာမှာမဲလှုပ်လို့အပြိုင်ဆိုင်တွေအတိုက်ခိုက်တွေပေါ်တတ်တဲ့လာဖြစ်တာအတိအကျပဲဖြစ်ပါတယ်ခင်ဗျာဒါကြောင့်အပြိုင်ဆိုင်အတိုက်ခိုက်တွေတတိကြပါငွေကြီးနဲ့ပတ်သက်ရင်ကိုယ်မှရှိနေတာကို ်မြင်အောင် လူမြင်အောင်မြင်မမြဲသောကာလဖြစ်တဲ့အတွက်ဘာကိုဖြစ်ဖြစ်တူတူတိတ်တိတ်နဲ့ရှိတာကိုလူမမြင်အောင်ထားရင်ပုံမြဲပါတယ်လူမြင်မမြဲသောလဖြစ်တဲ့အတွက်ကြောင့်ဆရာငယ်ကိုလာပြင်လည်းပြီးတာပါခင်ဗျာဒါအပြင်မိတ်ဆွေတို့ဒီလက်တာတော့တွင်မှာအဲဘောချစာပြီးသားမိတ်ဆွေတွေဟာအကျိုးပေးစီတော့အရာတွေအနေနဲ့ဆိုရင်ဆက်ပြီးပြောပြပေးပါစီအဲဒီလက်တာတော့တွင်မှာမိမိတို့ရဲ့မိသားစုအတွင်းမှာအရှုံးအောင်ဖြစ်နေသူတွေအဲဆွမ်းနာတို့ပေါ့ ကျွန်တော်အဆက်အသွယ်ပြတ်နေသူတွေပြန်လဲအဆက်အသွယ်ရရှိတာမျိုးတွေကြုံရတတ်တယ်။ရင်ဆက်ပစ္စည်းနဲ့ပတ်သက်လို့အသေးဝင်တာမျိုးလေးတွေလက်ဆောင်ရရှိတာမျိုးတွေကြုံရတတ်တယ်။ထို့အပြင်မိဟောင်းဆွေဟောင်းတွေနဲ့ပြန်လဲပြီးတော့အသေးအမိတ်ဆွေအသေးမိဟောင်းဆွေဟောင်းတွေနဲ့ပြန်လဲရရှိနိုင်တယ်လို့မိတ်ဆွေအသေးတွေရဲ့အထောက်အကူအကူအညီတွေကိုလည်းရရှိတတ်တယ်။ဝေးခွာနေသူတွေပြန်လဲစုံစည်းရတော့သဘောကိုစောင့်နေတယ်။အိမ်အောင်ရင်းနဲ့ပတ်သက်ရင်တော့မိမိအိမ်အောင်ဘတ်ရဲ့ မတိအောင်လှုပ်ထားသောကိစ္စလေးတွေပြဿနာကိစ္စလေးတွေဖြေရှင်းမရအောင်လှုပ်ထားတဲ့ကိစ္စလေးတွေရှင်ပေါ်တတ်တဲ့အတွက်တော့သတိထားစင်ကြင်ရလိုအကြောင်းထပ်လောင်းပြောကြားလိုက်ပြရစီအိမ်အောင်ဘက်နဲ့ပတ်သက်ပြီးတော့ကိုဖြစ်ရှင်တာတစ်ခုအိမ်အောင်ဘက်ကတစ်ခုဆိုတာမျိုးအကျွေးစီလို့ပဲခေါင်းနဲ့ပန်းလို့ဖြစ်နေတတ်တဲ့အတွက်အိမ်အောင်ဘက်နဲ့အိမ်အောင်ကြီးနဲ့ပတ်သက်ရင်တော့နည်းနည်းလေးကိုကဒါဆိုဟိုကဖြစ်နေတတ်တဲ့အတွက်တော့အားနည်းစီတော့လာဖြစ်တဲ့အတွက်ကြောင့်တော့သတိထားစင်ကြင်ရလိုအကြောင်းထပ်လောင်းပြောကြားလိုက်ပြရစီခင်ဗျာ ထို့အတူပဲမိတ်ဆွေတို့ဒီလအတွင်းမှာအထက်လူကြီးအကြီးအကဲတွေကဖိအားပေးမှုတွေအမလို့မုန်းထားမှုတွေနည်းနည်းလေးကိုယ့်ကိုအထင်မြင်လွဲထားမျိုးလေးတွေကြုံရတတ်တဲ့အတွက်တော့တည်ထားစင်ပြီးကိုလိုအပ်သလိုမိတ်ဆွေတို့အရေးကြီးသောကိစ္စတွေကိုလှုပ်ဆောင်တဲ့အခါမျိုးတွေကြားလို့ရှိရင်ဆရာတို့ မိမိအိမ်ရဲ့မျက်စွာဘုရားမှာเนาะမျက်စွာဘုရားမှာเนาะဆွနာလို့ပေါ့ဆရာတို့ဇွန်ခင်းရင်းလေးနဲ့တခုခုစားဖွယ်လေးတခုခုဇွန်နဲ့ခင်းရင်းမှာတွဲပြီးတော့လှူပြီးတော့အတိုက်ခိုက်တွေกินအောင်ဆူတောင်းသွားပါဥပမာပေါ့ဆရာဆိုရင်လက်ရှိအဲတခါတခွားမွေးပဲလှူလှူဖရဲသီးပဲလှူလှူဒါဆိုခင်းရင်းနဲ့စားလို့ရတယ်အဲ့တော့ခင်းရင်းလေးတစ်ချောင်းကိုလှူမှုနဲ့ပါထည့်ပြီးတော့မျက်စွာဘုရားမှာလှူပြီးတော့လူရကိစ္စတွေကိုပြုမှုဆောင်ရွက် ပြောဆိုပါအတိုက်ခိုက်တွေအလိုလိုกินရှင်းသွားမှာအတိအကျပဲဖြစ်တယ်အဆက်ဆက်ရအောင်မြင်တိုးတက်စီပြီးအစဉ်ပြေစီရန်အတွက်အကျိုးပြုစီတော့ အနံပါတ်အနေနဲ့အကျိုးပြုစေတော့အရောင်အနေနဲ့ဆိုရင်တော့အသားရောင်အနီရောင်မိုးပြရောင်တွေဟာအကျိုးပြုကံကောင်းစီပြီးတော့မဖြစ်မနေတွဲလုံတင်တော့နေသားအနေနဲ့ဆိုရင်တော့တောက်ကြသားသမီးအဲစန္ဒီသားသမီးတွေဟာမိတ်ဆွေတွေရဲ့ကံကိုအကျိုးပြုစေပါလေခင်ဗျာဒါအပြင်မိတ်ဆွေတို့ခရီးသွားကိစ္စတွေအဲခရီးထွက်မဲ့ကိစ္စတွေလုံခြုံမှုအေးချမ်းမှုနဲ့ပတ်သက်ပြီးတော့တွားလို့ရမိတ်ဆွေများဟိုကတော့အင်္ဂါနေ့တို့အင်္ဂါသားသမီးတို့နဲ့တွဲဖက်သွားတာဟာကံရဲ့တူတက်မှုနဲ့အေးချမ်းမှုကိုရရှိတတ်ကြောင်းထပ်လောင်းပြောစီကြားပြရစီအကျိုးပြုသောအရာဟာတော့ မြောက်စုစုရက်ဖြစ်ပါတယ်စန်တီယာရက်ကတော့အနောက်တောင်တောင်ရက်ဖြစ်ပါတယ်ခင်ဗျာဒါအပြင်မိတ်ဆွေတို့ဒီလာတာတို့တွင်မှာမိမိတို့ရဲ့ဂျောင်းကုန်တွေဝဲကုန်တွေအယောင်းတွက်အယောင်းဖွဲ့စီပြီးတော့မိမိတို့ရဲ့ပိတ်နေသောလက်တွေပြန်လဲပွင့်လန်းစီရန်အတွက်ဆိုရင်တော့မိမိအိမ်ကနော်မိမိအိမ်ကဆွမ်းလာလို့ပေါ့ဖះမှာတောက်ရည်လေးကိုဆွတ်ဆွတ်မိတဲ့အခါ လောကဝိတုလို့အခေါက်၄၀ရွတ်ရွတ်ပြီးတော့လက်ကလေးနဲ့တောက်ပြီးတော့ဖျားလိုက်ပါဒါဆိုရင်ပိတ်နေတဲ့လက်တွေပွင့်လန်းပြီးအဆတ်ဆရရအဆင်ပြေလာပါပြီဆိုတဲ့အကြောင်းပြောလိုပါတယ်ခင်ဗျာဒါအပြင်မိတ်ဆွေတို့ကန်စတာညံ့နေသူတွေကြာစာပရိသတ်သမီးတွေက1989ကိုလည်းမကြခင်ရောက်ရှိတော့မှဖြစ်တဲ့အတွက်1989မှာဦးကောင်းစည်ချင်းမင်္ဂလာနဲ့ဆရာကဂျိုးပွဲစည်းတဲ့သဘောတွေအဲ အခဟိုဆရာဒီနှစ်မှာ1389မှာမိတ်ဆွေတို့ကံကောင်းစီရန်အတွက်နေသားတစ်ခုချင်းစီကိုဥကောင်းစီရမှာဘယ်လိုစီရမလဲဘာတွေလုပ်ရမလဲအချိန်နေအဲ ရက်ဒီဘလိုပုံစံမျိုးဘယ်အရက်မျက်နှာကိုမူမူပြီးဘာကိုလောက်ရမလဲဆိုတော့ဆရာကဒီလမှာတေချာဗီဒီယိုတစ်ပုဒ်ရိုက်ပြီးတော့တင်ပေးมาဖြစ်တဲ့အတွက်ကန်တက်စီရန်အတွက်တော့အဲ့ဒီဗီဒီယိုမဟုတ်တာဆက်လက်စောင့်ကြည့်ပါကြောင်းဆရာကထပ်မံပြီးတော့အဲဆရာ marketing center ခဲ့ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်အဲ့ဒီဗီဒီယိုစောင့်ကြည့်ဖို့အကြံပေးခြင်းပါတယ်ကဲဆရာသာပရိသတ်သမီးမိတ်ဆွေတွေအားလုံးဒုက္ခအပြားပြားကောင်းကျိုးအလူလီပိုင်ဆိုင်လို့ဘေးပြာတွေဝေးကွာကြပါစေလို့